မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းပါဇီဝပညာ channel ကလည်းကြိုးစားပါတယ်အဲ့တော့ဒီနေ့ပြောချင်တဲ့ကောင်းသင်ကတော့ကျွန်တော်ဒီ DDC လို့ခေါ်တဲ့ဒီ irritant dysfunction C ဗာစေးလဲတော့ကျွန်တော်ဒီပန်းသေးပန်းညိုယောဂကိုကုသတဲ့နေရာမှာအသုံးပြုတဲ့ဆေးနော်အဲ့တော့ပန်းသေးပန်းညိုဖြစ်တဲ့လူတွေလက်ဆွဲထားတဲ့ဆေးပေါ့နော်အဲ့ဒီဆေးတွေတောက်တဲ့အခါမှာမားတဲ့အမားတွေရှိပါတယ်မားတဲ့အမားငါးခုကြောင်ပြောပေးနေတာဖြစ်တယ်နော်ဆိုတော့လက်ရှိမှာဒီဆေးတောက်နေတဲ့သူတွေဒီဆေးတောက်ဖို့ကြံစည်နေတဲ့သူတွေနော်ဆိုတော့ ဒီဗီဒီယိုလေးကြည့်သင့်ပါတယ်ဗီဒီယိုထဲမှာဒီအမားငါးခုကပါလဲဒီအမားငါးခုကြောင့်ဘယ်လိုတွေထိခိုက်နစ်နာနိုင်သလဲဒီမားငါးခုမဖြစ်အောင်ဘယ်လိုရှောင်မလဲဆိုတဲ့အချက်တွေကိုဗီဒီယိုထဲမှာပြပြသွန်းသွန်းပြောပြပေးသွားမှာဖြစ်ပါတယ်နော်အမျိုးသားတွေနဲ့မကင်းနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်နော်ချင်းမလုံးငင်တော့မရအောင်ဒီဒီအသိထိုက်တာလည်းသိရှိအောင်ဗီဒီယိုလေးကိုကျွန်တော်လိုက်ပြီးတော့ကြည့်ကြည့်ကြည့်လိုက်ပါအဲ့တော့ irritant dysfunction ဘန်းဒီဘန်းညိုကနော်အသက်ကြီးလာတဲ့အခါမှာဖြစ်တတ်ပါတယ်နော်အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ယောဂတမျိုးတွေမှာပါပါတယ်ဆိုတော့ပန်းသေးပန်းကျိုးတည်တဲ့တိုင်းလိန်နှံထောင်မှတ်မှုပြဿနာပေါ့နော်အာဟိုအဲ့လိုပြဿနာရှင်းတဲ့ရှင်းပြနေမှာထျောက်တဲ့နီလန်တစ်ခုဖြစ်တယ်နော်ဖေးဖြစ်ပါတယ်သူတို့ဒီပြဿနာကြောင့်လူတွေလက်ဆွဲထားတဲ့ဆေးဖြစ်တယ်ဒါပေမဲ့ဒီဆေးရကျွန်တော်မမှန်ကန်ကန်မသုံးဆွဲဆိုရင်မသုံးဆွဲတဲ့ရင်အာနိသင်မရှိသလိုပဲပြီးတော့ဒီလက်ပုတ်ဆိုးတဲ့ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိပါတယ်အော်ဒီဘီရိုထဲမှာအဲ့ဒီအမှားငါးခုအကြောင်းကိုကျွန်တော်ပြောပြပေးသွားမယ် အဲဒါကတော့ကျွန်တော်ဒီဒီ slide ကဒါ Serenafe เนาะဒါကကြတော့ Taralafe เนาะဆိုတော့ဒီစေတမျိုးကြီးအချင်းဒီအကြောင်းကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာ share ကြည့်လို့ရပါတယ်စေတမျိုးချင်းဒီအကြောင်းသင်ပေးထားပါတယ်ပြီးတော့ဒီစေနှမျိုး Bathurst Valley စေနှမျိုးဘယ်လို different ရှိလဲ quality ရှိလဲဆိုတာကိုလည်းကျွန်တော်သင်ပေးထားပါတယ်လိုက်ပြီးတော့ကြည့်လို့ရပါတယ်နံပါတ်1အမှားတစ်ခုကကျွန်တော်ဆရာဝန်နဲ့မတိုင်မီပဲတောက်သုံးခြင်းဖြစ်ပါတယ်ဆိုတော့ဒီပေါ်ဒီစေကျွန်တော်တို့စေတန်ထဲမှာအလွယ်တကူဝယ်လို့ရနေတာဖြစ်တဲ့အတွက် ဆရာဝန်နဲ့မတိုင်ပင်တော့မတိုင်ပင်တော့ပဲနဲ့ကိုယ်တော်ဘောနဲ့ကိုယ်တောက်တာဖြစ်ပါတယ်။အဲ့မှာပြဿနာပါလို့ဆိုဆေးကြောင်းကိုတိတိကျကျအသေးသေးချာချာနားမလဲတဲ့အတွက်နော်အပြည့်အစုံတက်တာပဲဖြစ်ပါတယ်။တော့ဆေးကမတောက်ခင်မှာဒီဆေးရဲ့သဘောတဘာဝတွေအများကြီးရှိတယ်။အတိထားမဲ့ချက်တွေအများကြီးရှိတယ်။ကိုယ်နဲ့တင့်တော်သလားမတင့်တော်သလားဆိုတဲ့အချက်တွေလည်းအများကြီးရှိပါတယ်။ဒါတော့ဒါတွေပြည့်ပြည့်စုံစုံနားလည်ပြီးတော့မှကို့အတွက်စိတ်ချရပြီးဆိုမှတောက်တာ ကောင်းပါတယ်။ဒါလို့လွန်သွားရဲဆိုရင်တော့မတိပဲနဲ့ဆွတ်တောက်လိုက်လို့ကိုယ်နဲ့အဆင်မပြေဘူးဆိုရင်တော့ကိုယ်ပဲခံစားရမှာဖြစ်ပါတယ်။ ံပါတ်1ရေးကြီးဆုံးချက်ကအများသောအပြစ်အများသူဖြစ်တဲ့အမားတစ်ခုကကြတော့ပထမဆုံးမားတစ်ခုကဆရာဝန်နဲ့မတိုင်ပင်မဲနဲ့တောက်သုံးတာဖြစ်ပါတယ်เนาะဒါတော့တကယ်ကတော့ပြောခဲ့သလိုပဲဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတင့်တော်ရဲ့ဆေးကိုရွေးချယ်တောက်သုံးဖို့အရေးကြီးပါတယ်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆရာဝန်ကတောက်တဲ့နဲ့ဘလောက်ပမာဏတောက်တဲ့ဘလို့တောက်တဲ့ဆိုတော့တိတိကျကျရှင်းပြပေးမှဖြစ်ပါတယ်အန်ဒီမဖြစ်အောင်เนาะလမ်းညွန်ပေးမှဖြစ်ပါတယ်နောက်တစ်ချက်တကွပါလဲဆိုတော့ဈေးပမာဏကိုမလိုက်နာတာပဲဖြစ်တယ်ဈေးကမှသူတတ်မှတ်တဲ့ဈေးပမာဏတွေရှိပါတယ်ဈေးပမာဏအလကထားရတာမဟုတ်ပါဘူး ။အဲ့ဒီမှာဖြစ်လောက်တဲ့ပမာဏတွေထားထားပေးရတာဖြစ်ပါတယ်နော်။ဆိုတော့တောင်းအမဲ့တနေ့တာပမာဏအများဆုံးပမာဏစသဖြင့်လည်းတည်တည်ကြကြရှိပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဈေးကိုဈေးပမာဏကိုလည်းတနေ့ကိုဘယ်တော့ဘယ်တော့တောင်းအောင်မလဲမသိဘူး။ကိုယ်တော်ဘောင်းကိုတောက်ချင်သလိုစွတ်တောက်လိုက်တဲ့အခါမှာနော်အန်ဒီရီအများကြီးကြုံရတတ်ပါတယ်။နော်ဒါကြောင့်ကျွန်တော်တို့ဒီဈေးပမာဏကိုလည်းဆရာမညွှန်ကြားတဲ့အတိုင်းတောက်ဖို့အလိုပါတယ်။ဥပမာဆိုရင်ကျွန်တော်စနေတဲ့ဖေးဆိုရင်90 mg ကအနည်းဆုံးစတောက်လို့ရတယ်။ တရားတရားမီဒီဂရန်တီတောက်လို့ရတယ်စသဖြင့်เนาะအဲ့လိုတောက်အဲ့လိုမျိုးပဲနှလုံးသုံးလုံးအစင်ပြေဆိုဆွတ်တောက်တယ်ဆိုရင်ဒုက္ခရောက်နိုင်တယ်ပြီးတော့သေတယ်လို့ဆိုရင်ကျွန်တော်ဘယ်လိုတောက်မလဲဆိုတော့အာအော်လေသာတော့မပြုတ်ခင်နိုင်ဝက်လိုမှာတောက်စသဖြင့်စီးရမှာသူ့ရဲ့အသက်မဲ့ချက်တူရှိပါတယ်နောက်တစ်ခုကကျွန်တော်အစာမစားပဲတောက်သုံးတာဖြစ်ပါတယ်เนาะဒီဈေးတွေကိုကျွန်တော်အစာမစားပဲတောက်သုံးတယ်ဆိုအာဒီတင်ညွန်နေပါတယ်ဒီဈေးရကျွန်တော်အစာစားရမှာတောက်သုံးတဲ့ဈေးတွေထဲမှာပါပါတယ် လူတွေပြန်ကျွန်တော်အစီများတဲ့အစားအစာတွေရှောင်ပြီးတော့မှနော်နော်ပို့ပါပါအစားအစာတွေစားပြီးတော့မှတော့သုံးတဲ့ဆေးဖြစ်ပါတယ်ပြီးတော့ပြဿနာတခြားဆေးတွေနဲ့ရောတောက်တဲ့ပြဿနာဖြစ်ပါတယ်ဒီဆေးတွေကတခြားဆေးတွေနဲ့ရောတောက်လို့မရပါဘူးသူရအနေတင်ကဘေးဒူတယ်လီဒီရှင်းလို့ခေါ်တဲ့သွေးကြောတွေကိုကျေးသေးတာဖြစ်တယ်အဲ့ဒီခါကျကျွန်တော်ဘာလို့နှလုံးသွေးကြောကျင်းတဲ့သူတွေနော်မိုက်ဂရိန်းလို့ခေါ်တဲ့ခေါင်းကပ်တဲ့လူတွေသွေးလို့ရှိတဲ့လူတွေမတောက်တင်ဘူးနော်တို့သဘောကအဲ့ဒီခုနကယောဂသည်တွေ တောင်းနေတဲ့ဆေးတွေရှိတယ်အဲ့ဒီဆေးတွေနဲ့ဒီဆေးကတက်ပြုတ်မှုတွေရှိတယ်ဆိုတော့ခါကြကျွန်တော်ပြောချင်တာသူတို့ရှိနေလို့သူကြသေးတောင်းနေတဲ့ဥမာ MLO တပင်းဆိုတော့သူကြသေးတောင်းနေတဲ့သူတို့ရောက်ကဒီဆေးကိုတောင်းမိတဲ့ခါကျရင်သွေးပေါငင်ကိုစိုးစိုးဝါးဝါကျဆင်းသွားတာမျိုးဖြစ်နိုင်တယ်အန်ဒီရဲ့အဖြစ်စင်နေတဲ့အထိဖြစ်ဖြစ်သွားနိုင်ပါတယ်နောက်တစ်ခါကျွန်တော်လုံးယောဂကိုကုသတဲ့ဆေးတွေရှိတယ်အဲ့ဒီဆေးတွေနဲ့လည်းကျွန်တော်ရောပြီးတော့တောက်လို့မရပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တာကဈေးမတော့ခင်မှာဆရာဝန်နဲ့တိုင်ပင်တဲ့နေဆိုတာကိုပြောချင်တာဖြစ်ပါတယ် ။နောက်နံပါတ်5ချက်ကကျွန်တော်ဒီဈေးအာနိသင်ကိုမဆောင်တာပါနော်။ဈေးအာနိသင်ကဈေးဆိုတာအာနိသင်ဟိုချက်ချင်းမရပါဘူး။ဈေးတမျိုးတွေအာနိသင်ရတဲ့အချိန်လည်းမတူပါဘူး။တချို့ဈေးတွေအာနိသင်ကိုချက်ချင်းရတာရှိတယ်။တချို့ဈေးတွေအာနိသင်ချက်ချင်းမရပါဘူး။အာနိုင်ဝတ်တနိုင်ရစပြီးတော့မှ၄၅၆နိုင်ကြားတဲ့အထိရှိပါတယ်ဈေးတမျိုးနဲ့တမျိုးမတူပါဘူးเนาะဆိုတော့အဲ့တော့ခါကြကျွန်တော်တို့ဒီဈေးတွေကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတောက်ပြီးပြင်းချင်အာနိသင်မပြပါဘူးနိုင်ဝတ်သုံးမတနိုင်စောင့်ရပါတယ်เนาะဆိုတော့အဲ့တော့ဒီတက်မှတ်ထားတဲ့အာနိသင်ရမှာပဲလိုချင်တဲ့เนาะ ေအကျိုးကျေးဇူးကိုရမှာဖြစ်ပါတယ်အဲ့တော့အားကြောင့်ကျွန်တော်ဘာလို့ဆိုတော့စစ်တော့ပြီးတော့ဒီမိနစ်30မှာကျွန်တော် special inner cost လုပ်လို့ရတာဖြစ်ပါတယ်ကျွန်တော်ပြပြောမယ်ဆိုရင်တော့ကျွန်တော်ဒီဆေးတွေကမှန်မှန်ကန်ကန်တောက်ဖို့အရေးကြီးပါတယ်ပထမဦးတော့ဆရာဝန်နဲ့တိုင်ပင်ပါပြီးတော့ဆရာဝန်ပြောပြတဲ့အတိုင်းလန်းညွန်တဲ့အတိုင်းစေပမာဏကိုတိတိကျကျတောက်ပါဘေးရဆိုးကျိုးလည်းတည်ထားပါကိုယ်နဲ့အသင့်တော်တယ်ဆိုမှသာကျွန်တော်တောက်ပါဒါဆိုကျွန်တော်ဒီအနေနဲ့ကင်းကင်းနဲ့ကိုလိုချင်တဲ့ဒီ ရက်ဆက်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။မိမဲကျန်တာများရှိတယ်ဆိုလဲကွန်မန့်မှာမေးထားခဲ့လို့ရပါတယ်။နောက်ထပ်လည်းဒီလိုအစ်စ်များကိုတင်ပေးသွားဖို့ရှိပါတယ်။